Miss World မှာပေးတဲ့ဒီ Designer Award ဆိုတာကြတော့ဒါအင်ဂျင်လှလှလေးကိုပေးတာမဟုတ်ဘူးဒရာမာကြီးတစ်ခုလုံးကိုတည်လာတဲ့အင်ဂျင်ကိုပေးတာပေါ့နော်ဒီ design ကိုပေးတာဆိုတော့ပထမဦးဆုံးလှမယ်ဆိုလို့ရှိရင်ဘယ်သူလဲဆိုတော့ဒီ Puerto Rico Puerto Rico အလှမယ်ရဲ့ design ကကြတော့သူကပေါ့နော်ဒါဒီအင်ဂျီကလည်းအရန်ကိုခန်းလာတယ်ဒါအပြင်အဲ့ဒီအင်ဂျီကိုချုပ်လုပ်တဲ့သူကဒီဇိုင်နာအပြင်ပေါ့နော်ဒီ unfortunate community ဆို တက်ကလူတွေဒီပူပေါင်းပါဝင်ဖန်တီးထားတဲ့ဇိုင်းဖြစ်တယ်လို့ပြောတယ် unfortunate community ဆိုတာဘယ်သူတွေကိုဒီအရင်းညွှန်းပြီးပြောချင်တာလဲဆိုလို့ရှင်ဒါအာဒီအာ disabilities တွေဒီမတန်ဆွမ်းသူတွေပြီးရင်တခြား education ကောင်းကောင်းမရလိုက်တဲ့သူတွေဒီလိုမျိုးလူတွေအားလုံးပူပေါင်းပါဝင်ဖန်တီးထားတဲ့ဇိုင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလူတွေရဲ့အင်အားကိုအခုလိုမျိုးပြသခံရတဲ့အတွက်ကြောင့်အရန်ကိုဒီဂုံယူမိပါတယ်ဆိုပြီးတော့အဲ့လို drama ကြီးကိုတည်လာဖြစ်တယ်အဲနောက်တစ်ယောက်ကကြတော့ဒီ South Africa South Africa ဆိုလို့ရှင်လဲသူ့ရဲ့ဒီဇိုင်းကကြတော့ South Africa မှာပေါ့နော်ဒီအရန်ကိုများပြားတဲ့ပန်းတွေအများကြီးရှိရယ်ပေါ့နော်အဲ့ဒီပန်းတွေအများကြီးကိုဒီအခုလိုမျိုးဒီ in design ဖွဲ့ပြီးတော့သူကပေါ့နော်ဒီ inclusivity and diversity ဆိုတဲ့ South Africa ရဲ့ဒီ mindset heart နှလုံးသားတွေကိုဒီတည်ဆောင်ပြသတာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကဒီ present လုပ်တာဖြစ်တယ်ပေါ့နော် နောက်တစ်ယောက်ကကြတော့ဒီ Ukraine Ukraine ကအလှမယ်ဆိုလို့ရှင်လဲဒါသူ့ရဲ့ဒီဇိုင်းကအရန် shiny ဖြစ်တယ်ပေါ့နော်ဒါဘာကို present လုပ်တာလဲဆိုတော့အခုလိုမျိုးသူတို့နိုင်ငံကမှောင်မိုက်နေတဲ့အချိန်မှာရှိနေတယ်ဆိုပေမဲ့လည်းငါတို့ကဆက်လက်ရှင်သန်တောက်ပရအောင်မယ်ဆိုတော့ message drama ကြီးနဲ့ကိုတနိုင်ငံလုံးဆက်လာတဲ့ဒီ dress ကြီးဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ယောက်ကကြတော့အာနယူးဇီလန်အာရှကပေါ့နော်နယူးဇီလန်ရဲ့ဒီဇိုင်းကဆိုလို့ရှင်လဲသူကဘာပြရလဲဆိုတော့နယူးဇီလန်နိုင်ငံကဒီ ocean ပေါ့နော် အာပင်လယ်သမုဒ္ဒရာကြီးထဲမှာတည်ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူရဲ့ဒီဇိုင်းကအာဒီပင်လယ်သမုဒ္ဒရာကြီးကိုကိုးစားပြုပုံစံမျိုးလေးနဲ့အခု present လုပ်သွားဖြစ်တယ်